ရှိရဲပေါ့နော်ဒီလိုအတတ်ပညာတွေနဲ့အတတ်ဝိဝန်းဆောင်ပြုမယ်ဆိုလို့ရှိရင်ကိုကိုယ်တိုင်ရက်တည်နိုင်မယ်သူများကိုအားကိုးဆရာမလို့ပဲနဲ့ဟိုရေရှင်းမှာတောင်းလို့ရတယ်ပေါ့တတိယအကြိမ်မြောက်ပြတာတဲ့ရိုးရအထင်းနဲ့အသုံးဆောင်ပစ္စည်းအမှုပညာပြပွဲမှာတော့အရင်ကနေမတူတဲ့လက်ရာတွေစုံစုံလင်လင်ပြသထားပါတယ်။အထူးသဖြင့်မြင်တွေ့နေကြမဟုတ်တဲ့မြအုပ်ကရိုးရချက်ခုတ်ဒီဇိုင်းတွေပျောက်ကွယ်လို့နီးပါးမဲပြာဆင်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ရိုးရအထဲလို့ပြောလိုက်ရင် ရက်ကန်းကိုခြံခဲ့လို့မရပါဘူးလက်ရှိမှာတော့အချိန်ပေးရပြီးငွေကုန်ကြေးကြများတဲ့ရက်ကန်းလုပ်ငန်းဟာတိမ်ကောဖို့စိုးရိမ်ရတဲ့အခြေအနေပါရက်ကန်းအမှုပညာကျောင်းတွေကိုမြင့်တင်ပေးခြင်းနဲ့အပြင်မြမပြည်ထောက်ပစ္စည်းတွေရဲ့အရေးသွင်းတဲ့ဂုံဘုတ်ကိုမြင့်တင်ဖို့ယူရပြီးကျင်းပတာဖြစ်ပါတယ်ရိုးရအထဲနဲ့အသုံးဆောင်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းဟာမှန်ကန်တဲ့ပံ့ပိုးကူညီမှုနဲ့ဆိုရင် လုပ်ငန်းကြီးဖြစ်လာနိုင်တဲ့အကြောင်း ဒီပွဲကိုဥဆောင်ကျင်းပတဲ့ Sunflower Group ကမတ်ဖြူဤသိန်းကဆိုပါတယ်အမျိုးသမီးငယ်တွေအများကြီးပဲဟိုနိုင်ငံခြားကိုထွက်ကြတယ်နေဆက်မျိုးတွေကိုထွက်ကြတယ်အဲ့မှာအလုတ်သွားလို့အန်တီရဲ့အယမ်းများတယ်ပေါ့နော်ဒီဒပိုင်တနိုင်လုပ်ငန်းတွေနဲ့ပြန်လဲဖြည့်မယ်ဆိုလို့ရှိရင်အများကြီးအကျိုးတရားမှုရှိရတယ်။ဒါပေမဲ့အဲ့ညမှာနိုင်ငံတော်ရဲ့ပံ့ပိုးကူညီမှုတွေလည်းအများကြီးလိုတယ်ပေါ့နော်။ဟိုဒီလုပ်ငန်းတွေလုပ်ပါလို့ပြောရုံနဲ့တော့မရဘူးပေါ့။လုပ်လို့ရအောင် သင်တန်းတွေရှိရမယ်နောက်ပြီးတော့နီးစနစ်ကြတဲ့ဟိုသင်ကြားမှုတွေရှိရမယ်နောက်ပြီးတော့ဟိုလိုအပ်တဲ့ပေါ့နော်နောက်ဆုံးဟိုချင်းငွေရအစပေါ့နော်ဟိုလလကုကုဖြစ်အောင်နောက်ပြီးတော့ဟိုကုမ္ပဏီတွေထောင်တော့မယ်ဆိုလို့ရှိရင်လေဒီလိုလုပ်ငန်းသေးလေးတွေကကုမ္ပဏီထောင်မှုအတွက်ကိုလလကုကုထောင်နိုင်ဖို့ဘလို့လုပ်ရမလဲဆိုတဲ့ဟာလေးတွေကိုပေးနိုင်ရင်ဒီလုပ်ငန်းတွေအားတစင်လုပ်ငန်းကြီးတွေလည်းဖြစ်လာနိုင်မှာပေါ့နော်အဲ့ဒါဆိုရင်သူများနိုင်ငံသွားကြမလို့တော့ပါဘူးဟုတ် ဒီတစ်ခေါက်ပြပွဲမှာတော့ပြည်တွင်းကလက်မှုပညာရှင်တွေရဲ့လက်ရာတွေအများပြားပါဝင်ပြီး Sunflower Group ရဲ့စမ်းသစ်ဖန်တီးထားတဲ့လက်ရာတွေကိုလည်းပြသရောင်းချခဲ့တာဖြစ်ပါတယ်။ဒီလိုပြပွဲတွေလုပ်ပေးတာကမြမရက်ကန်းပညာ၊တဘာဝစိုးစေးပညာ၊တိုင်းရင်းသားရိုးရာရက်ကန်းပညာတွေဖွံ့ဖြိုးဖို့အထောက်အကူဖြစ်တယ်လို့တော်တင်တင်ကပြောပါဗျ။ဒီရက်ကန်းပညာကိုเนาะအားလုံးကပို့ပြီးတော့ လေးစားလာကြမယ်။နောက်ဒီရိုးရာပေါ့နော်သဘောဝါစိုးစီးလက်ရက်ထဲကိုပုံမူပြီးတော့လူတိလာမယ်။ပုံမူပြီးတော့ဒီသုံးဆွဲလိုစိတ်ပေါ့နော်။မြင့်တင်လာကြမယ်။အဲ့တော့ဒီကျွန်မရကန်းလုပ်ငန်းရှင်လေးတွေရဲ့ကျွန်မတို့ကြောင်းစင်းလေးတွေရဲ့အတွက်လုပ်ကန်ခွန်းလန်းလေးတွေလည်းပုံမူရရှိလာမယ်။ရကန်းလုပ်ငန်းပုံမူပုံမူတိုးတက်လာမယ်ကျွန်မညွှန်မှန်းပါတယ်။